အခုတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံကိုပို့ဆောင်မဲ့ဘင်္ဂါလီတွေကိုလက်နက်အချို့နဲ့ဘိန်းမျိုးကျွန်းစုမျိုးနယ်မှာဖမ်းဆီးရမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီတွေကိုတအုပ်ကိုထိုင်းဘက်ငွေ9000နဲ့ထိုင်းနိုင်ငံကိုပို့ဆောင်မဲ့ဆက်လီမှာလက်နက်အချို့နဲ့ဘိန်းမျိုးကျွန်းစုမျိုးနယ်အတွင်းမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဖန်ဆီးရမိခဲ့တဲ့ဆက်လီကိုစက်တင်ဘာလ10ရက်နေ့ညမှာကျိုးစုမြို့နယ်အပိုင်းပထော်ကျွန်းနဲ့ဘိမ့်မြို့ရေပြင်ကြားမှာစစ်ဆေးဖမ်းမိခဲ့တာဖြစ်ပါတယ်။ရေတက်စစ်သင်္ဘော403ကဘုံမှုမျိုးထက်ဝင် UCB စစ်ဆေးရာလှေပေါ်ပါလာတဲ့လှေသား15ဦးနဲ့အတူ AK47 တနက်တလက်ကြီးကတ်2ကတ်ကြီးစံ22000တို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ကနအုပ်စစ်ဆေးချက်အရ နေပေါ်မှာမြန်မာလူသား12ဦးပါဝင်ပြီးဆက်ခန်းထဲမှာဘင်္ဂါလီ3ဦးလိုက်ပါလာသလိုလက်နက်တွေလည်းပါလာပြီးဘင်္ဂလားဒေ့ရှ်ကလူတွေကိုတဲပြီးထိုင်းဘက်ကိုသွားမယ်လို့ထွက်ဆိုခဲ့တယ်လို့တာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ဆက်လီဟာကောင်းမြတ်ဟင်းသာအမြင်ရှိတဲ့လေဖြစ်ပြီးရင်းရင်လိုက်စင်မှာဧပြီလကကုန်ဆုံးနေပြီးဆက်နဲ့ဆက်လိုက်စင်မှာအချက်လက်တွေကွဲလဲမှုဖြစ်နေရကြောင်းအသေးစိတ်ကိုထပ်မံစစ်ဆေးခဲ့ရာဆက်ခန်းအတွင်းပေါ်ောက်နေတဲ့ဘင်္ဂါလီ3ဦးကိုလက်နက်တွေကြီးစံတွေနဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ပဲ့နေဦးမောင်ထွန်းနဲ့ဘင်္ဂါလီ၃ဦးကိုစစ်ဆေးမြင့်မြတ်ချက်အရဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီတွေကိုတအူးကိုထိုင်းဘတ်ငွေ9000နဲ့သွားရောက်တင်ဆောင်မှုရှိကြောင်းမြမရေပိုင်းနယ်ကိုဖျက်တမ်းကထိုင်းနိုင်ငံမှာရှိတဲ့ရှမ်းကျုံမဲ့ကိုပို့ဆောင်မှုအစီအစဉ်ထားတာဖြစ်တယ်လို့ထွက်ဆိုထားကြောင်းသိရပါဗျ။လှေပိုင်ရှင်ဖြစ်သူဦးနိုင်ဆိုင်ချန်က AK47 တပ်နက်တလက်ကြီကတ်2ကတ်ကြီ20တောင်ပေးရခဲ့ပြီးဖိမျိုးကိုအဝင်မှာတပ်ဆိုင်ရာဌာနတွေကိုကံဝေးရေပြင်မှာရှိတဲ့ငားလေတွေကိုရိုက်ခါပို့ဖို့နဲ့ငားကဲ့ဖို့တင်းပို့ခဲ့ကြောင်းထပ်မံထွက်ဆိုခဲ့ပါဗျ။ ဖမ်းဆီးရမိထားတဲ့လှေသားတွေကိုစစ်ဆေးနေစဉ်မှာလှေပိုင်ရှင်ရဲ့တပည့်ဖြစ်သူမိုးပြန်ဆိုသူကစက်တင်ဘာလ2ရက်နေ့မှာစစ်ရင်ရင်ကို ရောက်ရှိလာပြီးထိမ့်သိမ်းထားတဲ့လေကိုလွှတ်ပေးဖို့ငွေကျပ်၁၀သိန်းနဲ့လာရောက်ညှိနှိုင်းတာကြောင့်မိုးပြန်ဆိုသူကိုထပ်မံဖမ်းဆီးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီအမှုကိုပမြင့်ဆောင်2013လက်နက်ယာယီပြင်ဆင်ချက်ဥပဒေပုံမှာ16ကအရာအရေးယူဆောင်ရွက်လျက်ရှိရလို့သိရှိရပါဗျရှင်။